ားတောက်များကိုအန္တရာယ်ကင်းအောင်စားနည်းများလက်ဖက်ကိုအမြင်နိုင်တာကတော့ရက်စားဖြစ်ပါတယ်အစာမကြေလေပွားရင်းပြင်းရင်ကဲမဖြစ်ခင်လက်ဖက်တော့စားပြီး15မိနစ်ခန့်ကြာရင်ရက်စားကိုပါစေမဟာဖြေစေစတဲ့လေနဲ့ဆိုင်တဲ့ဗမာသီးတစ်ခုခုကိုအနည်းငယ်ရက်ပေးလိုက်ပါအဆင်ပြေနိုင်ပါတယ်နံပါတ်2လက်ဖက်တော့ခြင်းတော့အစာရှိတဲ့အတုပ်စုံတို့ကို စားတဲ့အခါမှာချက်တွန်ပြူနဲ့ငေုပ်တီးစိမ်ကြိုက်လေရှိပါတယ် ။တချို့ကပါဇက်နံမှာစိုးရင်ပြီးစားချင်ရက်နဲ့မစားပါဘူး။ဘာမှပူမနေပါနဲ့စားတာစားပါ။မစားခင်လေးမှာမြေပဲစိတ်ဈေးငါးစိတ်ကိုသာအရင်ဖယ်ထားပါ။စားပြီးတာနဲ့မြေပဲကိုဝါပြီးပါဇက်ထဲ10မိနစ်ခန့်ငုံထား။ချက်သွင်ပြူချက်သွင်နီးစတဲ့အနံ့တွေကိုမြေပဲကဆုပ်ယူနိုင်တဲ့အစွမ်းရှိပါတယ်။ချက်ချင်းအနံ့ပြောက်ပါတယ်။နံပါတ်3ငါပြောသည့်အလွန်တိုက်တဲ့သူတွေတဖြီးကောင်အောင်စားနိုင်တယ်တဲ့စားပြီးရင်တချို့ကြ ဖိုင်နာကြပါတယ်။ဘာမှမပူပါနဲ့။စားအနေငယ်တဲ့သာတို့ပြီးစားပါ။ဘယ်တော့မှဖိုင်နာမှာမဟုတ်ပါဘူး။နံပါတ်၄။ငရုတ်တီးကြိုက်တဲ့သူတွေအဆက်များများစားကျင်တဲ့သူတွေအတွက်ရခိုင်တို့ရဲ့အဆက်စားနိုင်ခြင်းပြဝတ်ချက်ကတော့ငရုတ်တီးကို အပူပေးပြီးမှစားတာဖြစ်ပါတယ်။လောကျော်ပြုတ်ဖုတ်အဲ့ဒီလို အပူပေးပြီးမှကြိုက်သလောက်သာစားလို့ရပါတယ်။နံပါတ်၅။အုံနှုတ်ခေါဆွဲမုံဒီအတုံမျိုးစုံမုံဟင်းကစတဲ့ အဆင်စိတ်များတဲ့အစားအစာတွေကိုမစားခင်ရှည်ဥစွာတမ်းမြာသည့်တစ်စိတ်အရင်ကြိုက်စားပါဒါမှမဟုတ်ရွှန်းထဲမှာအရင်ညှစ်ပြီးတောက်ချပြီးမှမုန့်ပတ်တွေကိုစားပါအန်နီရဲ့ကင်းတဲ့မုန့်စားနည်းဖြစ်ပါတယ်နံပါတ်6လက်ဖက်ကိုဘေးဖြစ်စေတဲ့ပထမဦးစွာစားတမ်းမြာရီတို့ဖြင့်နာနာပွတ်နေပြီးရေးစေးပြီးအလွန်ပြင်းထန်တဲ့အခါတည်းရော့ချပြီးမှတုတ်စားတယ်ဆိုရင်အန်နီရဲ့ကင်းပါတယ်အစာမကြေခြင်းလေးအောင်ဖြစ်ခြင်းတို့မှလည်းရောနေစေပါတယ် နမခွန်အစီအစိတ်များလွန်သောဓာန်ပေါက်ထမင်းထောပတ်ထမင်း၊လက်စီထမင်းတို့ကိုမစားခင် အနားမှာချထားပေးတဲ့ပူစီနံရွက်ကိုအရင်ဝါးစားပါ။အစိတ်အတောက်ကင်းစေပါတယ်။နမရှင်းအစိတ်အတောက်များတဲ့မြစ်ချင်းအသေးပြတ်တဲ့မြစ်ချင်းကိုလုံးဝမစားဘဲနေတာကအန္တရာယ်ကင်းပါတယ်။စိတ်မခိုင်ပြီးစားခြင်းနဲ့ဆိုရင်တော့မြစ်ချင်းတွေကိုတံမြာကြီးအနှက်ညှစ်ချပြီးနာနာနေပြီးရေးစေးပါ၊စစ်ထားပါ။ပြီးမှစိတ်ကြိုက်ချက်စားပါ။နံပါတ်၉ ရင်ကျက်ယောဂမဖြစ်နိုင်အောင်မကြီးစည်းစိမ်းကို အပေါ်ကနေအပွေးခံညွန်ညစ်ညစ်ကလေးတွေကိုချစ်ထုတ်ပြီးတော့အစိမ်းရောင်မကြီးသေးသားများကိုသာထောင်းရွေ့ချက်စားတင်ပါတယ်။